ကဲကျွန်တော်တို့ဂျိုးကနန်းနဲ့ထွက်ပြီဆိုတော့ကနန်းလေးနည်းနည်းကျွန်တော်တို့သွားအောင်နော်ကျွန်တော်ဒီမနက်ကတော့ကနန်းဘိုင်းတလုံးကျွန်တော်ပြီးမယ်ဘိုင်းတလုံးမှာအပိတ်တလုံးလဲကျွန်တော်ချပြီးမယ်ဘောနော်အပိတ်တလုံးနဲ့ဘိုင်းတလုံးနဲ့ကိုကျွန်တော်မြင်တာတွေ့တာလေးတောင်ကိုကျွန်တော်ချပြီးတော့ကတ်ပြီးมาဖြစ်တယ်အဲ့တော့အဲဂျိုးကတော့နှစ်ပရိတ်ဒါတုံညာပရိတ်ဘောနော်တုံညာပရိတ်ထွက်တယ်ဆိုရင်တော့ကျွန်တော်တို့ကပြန်လည်ပြီးတော့ချုပ်ရမယ်ပရိတ်ဒီက၅ပရိတ်နဲ့၅ပရိတ်နဲ့ဒါ shift break ပေါ့နော်ငါ shift break တွေကိုကျွန်တော်တို့ကပြန်လည်ပြီးတော့၆မှာဖြစ်တယ်။တေကိုထွက်တာဖြစ်တဲ့အတွက်လည်းတေကိုထွက်တာဖြစ်တဲ့တေကိုရဲ့ main ဖြစ်တဲ့ကဏ္ဍလေးတွေဖြစ်တယ်။ဒါကဏ္ဍလေးတွေတော့ကျွန်တော်ပြန်စီပြီးတော့ထုတ်ပေးထားမယ်ပေါ့နော်တေကိုထွက်တာဖြစ်တဲ့အတွက်ပေါ့နော်။အဲ့တော့ကဏ္ဍစီပြီးတော့ကျွန်တော်လုတ်ပေးမယ်။ဘာထိတ်ဘာပိတ်လေးတွေဆိုတာလည်းကျွန်တော်ပြောပေးမယ်။အပိတ်နဲ့ပတ်တီးရဒီမနန်းကတော့ကျွန်တော်ကတော့ဒါတစ်လုံးပဲကျွန်တော်ရပါတယ်နော်။တစ်လုံးပဲကျွန်တော်ယူထားတယ်။ အပိတ်တလုံးပေါ့နော်ကျဗီဒီယိုလေးတော့ဆုံးလို့ကြည့်ပြီးတော့ပါကျွန်တော်တင်ပြီးတဲ့ဗီဒီယိုလေးမစ္စရီတဲ့အကျိုးထူးရယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးလေး subscribe လုပ်တာပြီးတော့ like share လေးနဲ့အများကြီးကိုကြီးတော့ပြပါအောင်နော်အဲ့တော့ညီကောင်ငယ်ငယ်မစ္စရီကိုကျွန်တော်ပြောချင်တာကဒီမှာပေါ့နော်မနေကောင်ကရေဆိုလို့ပြောလို့ရင်ကျွန်တော်တို့ဒီတောင်းရယ်ပေါ့နော်ဒီမှာဆိုရင်9ခေါင်း9 6ကြောင်းမလို့ကျွန်တော်တို့အဲ့ရ9တလုံးပြန်ယူပြီးတော့ဒီကိုကျွန်တော်ကြားတယ်ပေါ့နော်အဲ့တော့89တကြောင်းမလို့ဒီကီကိုပြန်ယူပြီးတော့ကျွန်တော်တို့ဒီကိုကြားတယ်ပေါ့နော်အပိတ်ကြားနေရပါပေါ့နော် ဲ့တော့ဒီမှာငါးတိတ်ငါးဘိတ်ကြောင်းမလို့ကျွန်တော်တို့ဒီမှာငါးတလုံးကြာတော့ထိတ်စီဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ကြည့်လို့ရှိရင်လည်းတော့ကြည့်ပါနော်ခွန်ဘိတ်ခွန်ဘိတ်ဖြစ်တယ်ဆိုကျွန်တော်တို့ဒီမှာခွန်ထိတ်နဲ့သူတို့ကြာသွားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ကြည့်လို့ရှိရင်လည်းဒီမှာကြီးသုံးထိတ်ဒါဒီဟာတလုံးကတော့ဂျင်းနေပေါက်တီကိုဆွဲတဲ့နီးပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်တို့ကမနေ့တုန်းကဆိုရင်ငါးတိတ်ငါးတိတ်ဖြစ်တာဖြစ်တဲ့အတွက်ဒီကိုတော့ငါးဘိတ်တလုံးနဲ့သူတို့ယူပေးရမယ်ပေါ့နော် အဲ့တော့ကျွန်တော်ညီကိုတကယ်ညီမိတ်ဆွေတွေကိုကျွန်တော်တို့ကဒီမှာပြမယ်ဆိုရင်ဒီမှာတစ်ထိတ်တစ်ပိတ်ရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတစ်ကိုကျွန်တော်တို့ကဒီမှာချိန်နေပါအောင်ကျွန်တော်ကဒီမှာပြန်ဆွဲလိုက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့တစ်ကိုဘိုင်အားဖြင့်ပတ်သည်ဖြစ်နေပတ်မယ်အပိတ်ကို ပိုတင်ပြီးတော့ကျွန်တော်တို့ကထိုးရမှာဖြစ်တယ်နော်နေတိုင်းနေကုန်ပတိဘာညာဆိုပြီးကျွန်တော်မထုတ်တော့ဘူးဒီမနက်ခင်းပတိကိုပဲကျွန်တော်တို့တစ်ပတိရှိမယ်ကိုးနေတော့နည်းနည်းပါးပါးခဏအရင်လေးတွေကျွန်တော်၃လေးခွက်လောက်ကျွန်တော်ထပ်ပြီးတော့ထုတ်ဝေးမယ်ခင်ဗျ ဗရိတ်ချုပ်ကျင်တယ်ဆိုတော့မိတ်ဆွေတွေကလည်းအဲ့ဒီရထဲကပဲကျွန်တော်တို့ချုပ်လို့ရပါမယ်၅ဗရိတ်နဲ့၈ဗရိတ်ပေါ့နော်၅၈ဗရိတ်ထဲကနေပြီးတော့ကျွန်တော်တို့ကစားပါတကိုးကြောင့်မလို့ကျွန်တော်တို့က main quad လေးတွေပြန်ထိုးရမယ်ခန်းလေးတွေကိုလည်းကျွန်တော်ပြန်စီပြီးတော့ထုတ်ပေးပါမယ်နော်တစ်ထိပ်တစ်ပိတ်လေးတွေကတော့ဒါအားဆိုင်ပြီးတော့ထိုးပါတကိုးအပိတ်ပေါ့နော်တစ်အပိတ်လေးတွေကိုအားဆိုင်ပြီးတော့ကျွန်တော်တို့ဒါကစားပေးပါအဓိကအဖြစ်ကတော့ကိုးနဲ့ဆိုလို့ရှိရင်လေကိုးနဲ့ကျွန်တော်ကနန်းလေးတွေ၄ခွက်လောက်ကျွန်တော်စီပြီးတော့ထုတ်ပေးပါမယ် တဲ့ပိတ်နဲ့လည်းခဏလေးတွေကျွန်တော်ဒါအကောင်းဆုံးခဏလေးတွေကျွန်တော်ဆွဲစီပြီးတော့ထုတ်ပေးပါမယ်ဘရိတ်ချုပ်ခြင်းနဲ့မိတ်ဆွေတွေကလည်းအဲ့1နဲ့9နဲ့ထိတဲ့ထဲထဲကနေပြီးတော့ဘရိတ်ချုပ်မယ်ခဏလေးတွေကိုတင်ပြီးတော့ကစားပြီးတော့စက်နိုင်တမိနစ်မှကျွန်တော်တို့ဒီပြန်လည်ပြီးတော့ဆုံရအောင်ခင်ဗျအားလုံးပဲထိုးတိုင်းပေါက်ကြပါစေတက်ရှူတိုင်းငုံငုံကြပါစေ